ရှမ်းပြည်နယ်တွင်မိုးပိုလာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မှာနောက်နှစ်ရက်အတွင်းမိုးပေါလာနိုင်တယ်လို့မိုးလေဝသနှင့်ဆလံဗေဒညွှန်ကြားမှုဦးစီးဌာနရှိဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်ရသိအောင်ပါထိယနေ့ညနေရက်ထိခမန်းချက်အရနိုင်ငံအဝန်းမှာဒေသအလိုက်နေရာကျကျနဲ့နေရာအနှံ့အလိုက်အနှံ့ပြားမိုးထစ်ချုံရွာနိုင်မယ်လို့ဆိုပါထိနောက်နှစ်ရက်အတွက်ခမန်းချက်အရရှမ်းပြည်နယ်မှာမိုးပေါလာနိုင်ပြီးနေပြည်တော်ရန်ကုန်မန္တလေးနဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေရက်ထိခမန်းချက်အရနေရာကွက်ချမိုးထစ်ချုံရွာမှာဖြစ် ်ပြီးရွာရန်ရှာနှုံးပြည့်ဖြစ်တယ်လို့သိရပါတယ်။အေယဝတီတိုင်းကချင်းရှမ်းပြည်တောင်ပိုင်းနယ်အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထေချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးတိကျွေးလာစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်လို့သိရပါတယ်ရှင်။